အားလုံးမင်္ဂလာပါဒေါက်တာအောက်က YouTube channel နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာကတော့အဝလွန်ခြင်းနဲ့စီးကျူယောဂနော်မြန်မာနိုင်ငံမှာလူတွေအဖြစ်အများဆုံးယောဂတွေကတစ်ခုဖြစ်တဲ့စီးကျူယောဂအခုဒီနေ့ကတော့ကျွန်တော်ဒီအဝလွန်ခြင်းနဲ့စီးကျူယောဂနဲ့အဲ့တော့လူတော်များကျွန်တော်ဒါစီးကျူယောဂဆိုရင်မြန်မာနိုင်ငံမှာအာတိထားပြီးသားပေါ့နော်အာစီးချူသွေးချူနော်တကယ်တမ်းသူကတစ်ခုလေးပဲနော်အဲ့တော့တချို့ဒီတိတ်ပြီး တခြားမတီးရဲ့လူတွေပေါ့နော်ဒီလူဘိန်းတွေကတော့ဒီစီးချူဟာတတ်တတ်သွေးချူဟာတတ်တတ်ဆိုပြီးတော့ထင်ကြတယ်မဟုတ်ဘူးသွေးချူစီးချူသွေးချူလို့သွေးတဲ့ကနေမှတဆင့်ဒါစီးရဲမှာပါသွားပြီးတော့စီးချူဒါပေမဲ့ကျွန်တော်တို့ကအများသောအားဖြင့်လူတွေကအလွယ်တကူခေါ်လိုက်ကြတာစီးချူယောဂပေါ့နော်ဆိုတော့စီးချူယောဂကိုပထမဆုံးတွေ့ခဲ့တဲ့ဆရာဝန်ကလည်းဒါဒီစီးပေါက်တဲ့သူ့ရဲ့စီးပေါ်မှာဟလာပြည့်စုံလေးလာအောင်နဲ့ အခြေအနေကိုစပြီးတော့ဒါစီးကျူစွာစပြီးတွေ့ရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဒါကိုကျွန်တော်အဓိကပြောချင်တာမဟုတ်ပါဘူးဆိုတော့ဘယ်လိုမျိုးဖြစ်လဲပေါ့ဆိုတော့အဝါလုံးနဲ့နော်အဝါလုံးနဲ့ဆိုတာကျွန်တော်အကုန်လုံးလည်းသိပြီးသားနော်အထူးသဖြင့်ကတော့ဒီ energy balance ပေါ့နော်ဒီစားတာနဲ့ကိုယ်သုံးတာနဲ့မမျှဘူးနော်လှုပ်ရှားမှုနည်းတယ်ပြီးတဲ့အခါကျတော့ကျွန်တော်ဒီခန္ဓာကိုယ်ရဲ့ကိုကျွန်တော်ဒီကိုအချိုတက်အများကြီးစားတယ်ကာဘိုဟိုက်ဒရိတ်တွေအများကြီးစားတယ် ြီးတော့ကျွန်တော်တို့ဒီ genetic factor လည်းဒီနေရာမှာတစိတ်တည်းဒါပါတယ်အဲ့တော့ကျွန်တော်ရှင်းမှာအမြဲတမ်းပြောခဲ့သလိုပဲဒီ obesity ပေါ့အဝလွန်ကြီးကတကယ် very complex ပြဿနာအလွန်အင်မတန်မှရှုပ်ထွေးတဲ့ပြဿနာပေါ့နော်အာဘဝအကြောင်းဖြစ်တဲ့ဒီဟာသူ causes တွေအများကြီးပဲဗျာအဲ့တော့ဒီအခြေခံကျွန်တော်တို့ပြန်ပြီးတော့အနည်းချုပ်လိုက်ရင်တော့ခန္ဓာကိုယ်ကကျွန်တော်တို့လူတာထက်ပိုစားနေရေပေါ့ဒါကတော့အခြေခံအကြဆုံးပဲနော်ဒါကတော့မြင်လဲမြင်သားတဲ့အခြေခံလဲကြားတယ်ပြီးလှုပ်ရှားမှုနေတယ်ပေါ့ဗျာကယ်လိုရီတွေ deficit တွေများလာတဲ့ calorie burn လောက်တာเนาะ calorie ပြန်သုံးတာဗောနော်ကိုယ်လည်းလှုပ်ရှားမှုလုပ်ပြီးတော့ဒီကိုယ့်ရဲ့ calorie အပိုတွေကိုပြန်လောင်ကျွမ်းပြစ်လိုက်တဲ့အခြေအနေမရှိလို့ဗောဆိုတော့အဲ့အကြောင်းကျွန်တော်ကဒီကိုယ်လေးတင်နေတက်လာတယ်အဲ့တော့ခန္ဓာကိုယ်ထဲမှာ calories တွေကိုကျွန်တော်ဒီသူကဟာလာဒီ fat တွေအနေနဲ့ fat cells ထဲမှာကျွန်တော်ကဒါဒီအပိုတွေဗောเนาะအပိုတွေကိုသူကတင်းလိုက်တယ်အဲ့တော့ ီဂျိုနဲ့ကျတော့ဘယ်လိုမျိုးဆက်ဆက်လဲဆိုတော့အထူးသဖြင့်တော့ကျွန်တော်ဒီနေရာမှာစီဂျိုလို့ပြောလို့ရှိရင်တော့ကျွန်တော်တို့ဒီ type 2 diabetes ပေါ့နော် adult onset ပေါ့နော်ဒီလူကြီးအိမ်မှာဖြစ်တဲ့စီဂျိုပေါ့အဲ့အိမ်မှာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့အဓိကကတော့ကျွန်တော်ဒီ glucose metabolism လို့ခေါ်တာပေါ့နော်စီဂျိုရဲ့ပြဿနာကကျွန်တော်ခန္ဓာကိုယ်ရဲ့ကျွန်တော်တို့ကအစားထည့်လိုက်တယ်အဲ့ဒီအစားကိုကျွန်တော်တို့ကဖြိုခွဲတယ်ဖြိုခွဲပြီးတော့နောက်ဆုံးဒီအာ glucose ရသွားတယ်အဲ့ glucose ကိုသွေးထဲကနေတယ်ပြီးတော့ cells တွေကိုပို့ပေးတယ်အဲ့ဒါကိုဘယ်သူကလုပ်လဲဆိုတော့ကျွန်တော်တို့ဒီ pancreas လို့ခေါ်တဲ့เนาะအဲတရရွက်ကနေမှာထုတ်တဲ့ insulin ကအဲ့ဒီအလုပ်ကိုလုပ်ပေးတယ်ဆိုတော့အဲ့ဒီမှာဘာဖြစ်တာလဲဆိုတော့ဒီ insulin ကသူ့ရဲ့အလုပ်ကလိုအပ်တာထက်တအားပိုလုပ်ရတယ်เนาะဒါကျွန်တော်လူဘိန်းလို့နားလည်အောင်ပြောတာအဲ့ဒီမှာဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်ရဲ့ကျွန်တော်ကဟာဟိုကိုပစက်နဲ့ကိုစားတာပဲเนาะဟိုလူတွေကထင်တာကိုပစက်နဲ့ကိုစားတာပဲဒါပေမဲ့ခန္ဓာကိုယ်ကကိုစိတ်တိုင်းကြကျွန်တော်တို့ခြေလှယ်ပြီးလှုပ်ရှင်နိုင်လို့ရတဲ့အထိမှာတော့မပါဘူးဆိုတော့ အဲ့တော့ခုနကပြောသဘောကဲအစားတွေကတော့ပူစားလိုက်ပြီဆိုတော့အင်ဆူလင်ကဒီအစားတွေအတွက်ကိုအလုပ်တစ်ခုလုပ်ပေးရတယ်ဆိုတော့အစားတွေတအားပူစားလာတဲ့အချိန်မှာအင်ဆူလင်ကအလုပ်တွေပိုလို့ရတယ်ဆိုတော့အင်ဆူလင်ကအလုပ်တွေပိုလို့ရလို့ရှိရင် तू ကကြာတော့မဖြစ်နိုင်ဆိုတော့ resistant ကြရလာတယ်ဘောနော် resistant ရလာတယ်အ resistant ရတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့အာသူ့ရဲ့ဟိုစွမ်းဆောင်ရည်ကြာလာတာဘောနော်သူ့ရဲ့စွမ်းဆောင်ရည်ကြာလာတယ်ဆိုတော့စကလုံးကကျွန်တော်တို့အင်္ဂလိပ်လိုကတော့ resistant လို့သုံးတယ်နော်ဒါပေမဲ့ အဲကျွန်တော်မြန်မာလိုနားလည်အောင်ပြောမယ်ဆိုရင်တော့အင်ဆူလင်ရဲ့လုံဆောင်ချက်ကကျလာပြီးတော့သူ့အလုပ်သူကောင်းကောင်းမလုပ်နိုင်တော့ဟောအဲ့ဒီမှာဗာပြန်လာတော့သွေးထဲမှာဂလူးကို့စ်တွေညားလာပြီးတော့ hyperglycemia ဆိုတဲ့စီးကျူကိုဖြစ်တယ်အဲ့တော့သွေးထဲမှာအဲ့အချိုဓာတ်တွေ hyperglycemia ဆိုတဲ့ state ကိုကျွန်တော်တို့က diabetes လို့ခေါ်တာ哦နော်အဲ့တော့သွေးထဲမှာညားသွားအဲ့တော့ဒါကတော့စီးကျူအကြောင်းပြောပြဆိုတော့ခုနကပြောတဲ့အဲ့လား obesity နဲ့ဝါလွန်နံနဲ့ဘယ်လိုဆက်ဆက်လဲနော် ရောအဝါလွန်တဲ့လူတွေမှာခုနပြောတဲ့ဒီ insulin resistant ကိုကြားတယ်။ insulin resistant ကြားတဲ့ခါကျတော့ဟလာခုနပြောတဲ့ဒီဟလာဒီအချိုဓာတ်တွေကိုကျွန်တော် cells တွေကိုအဲမပို့ပေးနိုင်မပို့ပေးနိုင်တော့ဒီ cells တွေကဒီ glucose တွေကတော့နောက်ဆုံးမှာကျွန်တော်ဒီဟလာအာဘယ်မှာသွားပြီးတော့ store လုပ်လဲဆိုတော့ဒီ fat cells ထဲမှာသွားပြီးတော့ fats အနေနဲ့သွားပြီး store လုပ်တယ်ဒီပိုပိုရှန်သွားတဲ့ဟာတွေပေါ့နော်ဒါကဟိုမြင်တာဟိုလွယ်ကူအောင်လို့ပြောပြတာအဲ့နောက်တစ်ခုကကြာပါပြည့်လဲဆိုတော့ဒီ အဝါလွန်တဲ့လူတွေမှာနောက်တစ်ခုလူတွေမသိရ chronic inflammation ပေါ့เนาะအဲ့တော့ chronic inflammation ကဘာလဲဆိုတော့ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးကဒီဝါတဲ့ဒဏ်ကြောင့်မလို့เนาะဒီ inflammation ပေါ့ဒီ cells တွေအထက်က cells တွေကရောင်နေဒါတွေကတောက်လျှောက်ဖြစ်နေဒါပေမဲ့ तू ကဟိုဆိုးဆိုးဝါးမဖြစ်တဲ့ခါကျလူတွေကဒီရောင်ရမ်းနေတောင်မခံစားရဘူးဒါပေမဲ့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့တစ်စက်ထဲမှာပဲသူကဒီ insulin resistance ဆိုတဲ့ပြဿနာအဲ့ဒီဒီ inflammation နဲ့ insulin resistant ကိုဖြစ်စေတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ fat ပေါ့ fat distribution အဖက် distribution မှာမှဒီခန္ဓာကိုယ်မှာ fat တွေကကျွန်တော်များသောအားဖြင့်ဟာလာအာနေရာအနှံ့ပြားမှာရှိတယ်ကျွန်တော်တို့ဒီကိုယ်လေးချိန်ဝါးတဲ့သူဆိုရင်လည်းကျွန်တော်တို့ကဒီ pear shape တို့ apple shape တို့ပြောတယ် pear shape ဆိုတာကတက်တော်သီးလိုမျိုးသူကအောက်မှာနည်းနည်းလေးဝါတယ်ဘောနော်ဒီဖင်အောက်ပိုင်းမှာအစီတွေကသွားဆူပြီးအောက်ကိုဒီလိုတက်တော်သီးလေးလိုမျိုး ပန်းဒီကြတော့ apple shape ကြာကျွန်တော်ဒီ bipedal လေပေါ့ဒီ abdomen ပေါ့နော် bipedal လေချက်ပတ်လေမှာဒီအစီဒီစုနေအဲ့တော့အဲ့ဒါကိုကျွန်တော်တို့လည်း central obesity လို့ပြောတယ်အဲ့တော့ဒီ central obesity ကလည်း risk factor ဖြစ်တယ်အဲ့တော့ဝါတာတော့မှနော်ဝါတဲ့နေရာအစီစုတဲ့နေရာမတူရင်သူကယောဂဖြစ်တဲ့ risk ကလည်းမတူဘူးဆိုတော့ဒီနေရာမှာကျွန်တော်တို့ဟလာဒီ bipedal လေမှာအဲ့လိုမျိုးဟလာအစီဒီစုနေခြင်းကလည်းခုနကပြောတဲ့ဟလာ insulin resistant ကို ထိခိုက်တယ်ပေါ့နော်အင်ဆူလင်ရဲ့စွမ်းဆောင်ရည်တွေထိခိုက်တဲ့အခါကျတော့ကျွန်တော်ဒီအာစီးကျူယောဂါဖြစ်ဖို့ပို့ပြီးတော့အားပေးတယ်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်ဒီဟော်မုန်းပေါ့နော်ဟော်မုန်းနဲ့ changes တွေအဲ့တော့အဓိကကတော့ကျွန်တော်ဒီခုနပြောသူပဲအလားဒီစီးကျူရဲ့ဖြစ်စင်မှာကကျွန်တော်ဒီ hormones ကအဓိက role ပါတယ် insulin နဲ့ glucagon တို့เนาะဒါကတော့ဒီ scientific shooter အနေပြောတဲ့ကိစ္စတွေအဲ့တော့အဲ့မှာနောက်တစ်ခုကျွန်တော် hormone ကပါလဲဆိုတော့เนาะထွက်တဲ့ hormone က leptin leptin နဲ့ အဒီပက်အဒီနက်တင်နော်ဒီဟော်မုန်းတွေကကျွန်တော်တို့ကဒီဆာလာမှုကိုကျွန်တော်တို့ကဘယ်လိုမလဲအာထိန်းချုပ်ပေးရပေါ့နော်အဲ့တော့ဆာလာမှုကိုထိန်းချုပ်ပေးတဲ့အခါကျတော့အဲ့ဒီဟော်မုန်းတွေနော်အာအလုတ်တချာမလုတ်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ဟိုတစ်ချိန်လုံးစားတယ်ပေါ့နော်တစ်ချိန်လုံးစားတယ်စားပြီးတော့အစားစားခြင်းစိတ်တွေဖြစ်နေမမဝအောင်ပေါ့နော်ပြောရမယ်ဆိုရင်တော့မဝအောင်အဲ့ဒီပြဿနာဒီမှာတစ်ခါခုနကပြောတယ်ဟဲ့လားအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ဗျာအာဝါတဲ့လူကဝါလာတယ် ဝါလာပြီးတော့ခုနပြောတဲ့အဲနောက်ဆက်တွဲပြဿနာကြီးဖြစ်လာတဲ့အပြင်သူကအစားသာစားပေးမယ်လည်းမဝဘူးเนาะစားတယ်မဝဘူးဆိုတော့ပို့ဆိုးပေါ့ပို့စားပို့စားတော့ပို့ဝပို့ဝပြင်ပို့ပြီးတော့ဟလာနီမတင်းတိန်အဲ့တော့ဟိုစားတဲ့ကလေးပို့ငတ်တယ်ပေါ့เนาะဝါတဲ့လူကပို့ပြီးတော့အစားပို့စားတယ်ပို့ငတ်တယ်เนาะနောက်တစ်ခုကကျတော့နောက်တစ်ခုကကျတော့ကျွန်တော်ဒီခန္ဓာကိုယ်ဝါလာတာ ਨੇ အမြတ်เนาะဝါလာတာ ਨੇ အမြတ်ဒီဝါလာတဲ့ cells တွေအတွက်ကို energy လိုတယ် ီတစ်ချက်ကိုလည်းကျွန်တော်ဒီနေရာမှာဒါကြုံလုံးပြောပြတာအဲ့တော့ထားပါတော့ကျွန်တော်တို့ဟိုလွယ်လွယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဗျာဟိုထားပါတော့အာခန္ဓာကိုယ်ကပေါင်၁၀၀ပေါင်၁၀၀ဆိုလို့ရှိရင်ကယ်လိုရီ၁၀၀လိုတယ်ဆိုပါစို့เนาะဒါလွယ်အောင်ပြောရအောင်เนาะအဲဟိုမြင်တာလို့ပေါင်၁၀၀ကယ်လိုရီ၁၀၀လိုတယ်ဆိုပါစို့အဲ့တော့ပေါင်၂၀၀ဖြစ်သွားရင်ကယ်လိုရီက၂၀၀လိုပေါ့အဲ့တော့အစားပိုစားရတယ်เนาะအစားပိုစားအဲ့တော့ကိုက ကိုလေးကြီးဝရတာနဲ့များဒီဝသွားတဲ့ sales တွေအလုံးလုံးဖို့အတွက်ကိုပါကိုကပူစားတော့ဝရတယ်ဝရတော့ပူစားပူစားတော့ပူစားတယ်ပူစားခြင်းနဲ့ပူစားတယ်အဲ့တော့ဒီဝတဲ့ဟို positive feedback ကြီးကလဲသွားနော်အဲ့ဒီဝါပင်းဝါဝါပင်းဝါပြီးနေကျွန်တော်အဲ့ဒါအောင်မဖြတ်ချမချင်းဒီပြဿနာမပြီးဘူးအဲ့တော့နောက်တစ်ခုကကြာတော့ကျွန်တော်တို့ဒီနောက်ပြဿနာတစ်ခုကတော့အသေးအစီဖုံးတာပေါ့နော်ဒီအဝလွန်တာနဲ့ခုနကဒီ diabetes နဲ့နောက်ထပ်ထပ်တွဲလာတာကတော့ဟလာဒီအသေးရဲ့ လုံဆောင်တက်တွေကိုထိခိုက်တယ်အဲ့ဒါကိုကျွန်တော်တို့ကဘာလဲခေါ်တော့ non inflammatory fatty liver เนาะဒီအသည်မရောင်ပဲနဲ့เนาะအသည်အစီဖုံးတဲ့ယောဂါပေါ့เนาะဟိုအရက်ကြောင့်လည်းမဟုတ်ပဲနဲ့အဲ့တော့ तू ကဒီအဝလွန်တဲ့အကြောင်းမလို့အသည်အစီဖုံးပြီးတော့အသည်ရောင်တာအကြောင်းမလို့ခုနပြောသူဒီခန္ဓာကိုယ်ရဲ့ဒီ blood sugar ပေါ့เนาะဒီ metabolism မှာ तू ကထိခိုက်မှုရှိတယ်เนาะအဲ့ထိခိုက်မှုရှိတဲ့ခါကျတော့ကျွန်တော်တို့ဒီ ဟုတ်လားအင်ဆူလင်ရဲ့ sensitivity တွေကျတယ်အဲအားကြောင့်မလို့တခါစီးကျူတာဖြစ်တယ်ဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဒီ environment factor ပေါ့နော် genetic နဲ့ environment အမျိုးမျိုးဗီဇပေါ့နော်မျိုးမျိုးဗီဇကြောင့်မလို့လည်းကျွန်တော်တို့ဒီစီးကျူယောဂတွေကဟုတ်လားခုနအချက်တွေမရှိ link ကစားကျွန်တော်တို့ဒီစီးကျူယောဂတွေဖြစ်တယ်ပေါ့အဲ့နောက်တစ်ခုကတော့ကျွန်တော်ဒီဟာပေါ့ lifestyle environment ဆိုတာကတော့ lifestyle factor ပေါ့ lifestyle ကတော့ခုနပြောကြပေးလာကိုယ့်ရဲ့အစားအသောက်က ကျန်းမာရေးနဲ့မညီညွတ်ဘူးကိုယ်လက်လှုပ်ရှားမှုမရှိဘူးပြီးတော့ဒီ very stressful lifestyle ပေါ့ပြောမှဆိုရင်အရန်စိတ်ဖိစီးမှုများတဲ့သူတွေပေါ့နော်စိတ်ဖိစီးမှုများအောင်လည်းနေတဲ့သူတွေနော်ဒီလိုလူတွေမှာခုနကပြောတဲ့အဝလွန်နေစီးကျိုးဖြစ်တယ်တွေးတိုးဖြစ်တယ်ဒါတွေအားလုံးကကျွန်တော်တို့ဟိုပေါင်းပြီးတော့ဆက်ဆက်နေတဲ့ပြဿနာကြီးအဲ့တော့ကျွန်တော်တို့အဲ့ဒါတွေကိုကျွန်တော်ကတေချာတစ်ခုချင်းတစ်ခုချင်းတစ်ခုချင်းကိုကျွန်တော်တို့မရှင်းမထုတ်မချင်း quality of life ကကောင်းမှာမဟုတ်ဘူး ဲ့တော့ဒီဖြစ်စဉ်ဒီမှာလည်းကျွန်တော်တို့အဓိကကဟာလာစီဂျိုအဝါလွန်တွဲတာနဲ့အကုန်လုံးကျွန်တော်တို့ management က weight management ကိုလေးချိန်ကို6ချအဲ့တော့ကိုလေးချိန်ကိုလည်းချခုနပြောတဲ့ဖက်ကစီဂျိုစီဂျိုနဲ့ပတ်သက်တဲ့အတွက် diet ကိုလည်းတိကျ control လုပ်အဲ့အဲ့နှစ်ခုကိုပြန်ပြီးလို့ပြီးရင်ခုနပြောတဲ့ mindset mindset ကိုလည်းတခြားလေဟလာ coach လုပ်ပြီးတော့ကျွန်တော်တို့ပြုပြင်ပြောင်းလဲသွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ quality of life တစ်ခုကိုပြန်ရနိုင်တယ်ပေါ့အဲ့တော့ တေချာတာကတော့ဥမာကိုမစီဂျူယောဂရှိတယ်ဆိုရင်ကိုလေးချိန်နဲ့များနေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီအာဆရာဝန်တယောက်ထင်းနဲ့မလုံလောက်ဘူးเนาะဒါအမှန်တိုင်းပြောပြလို့ရှိရင်တော့ multi holistic ပေါ့เนาะ multi factorial ဖြစ်တဲ့အတွက် shut down ဆိုတာနေကျွန်တော်တို့က manage လုပ်ရမှာ holistic approach လို့ခေါ်တယ်เนาะ a nutrition specialist ပါမယ် coach ပါမယ် physician ပါမယ်ပေါ့အဲ့တော့ကိုကဒါစီဂျူအတွက်ကိုကျွန်တော်တို့ဒီစီဂျူဆရာဝန်နဲ့ save တောက်နေုံစေးကုနေုံနဲ့မလုံလောက်ဘူးခုနကပြောတဲ့ကိုယ့်ရဲ့ mental ကိုလည်းပြောင်းရမယ့်အားရှိတယ်ပြီးရင်ခုနကကိုယ့်ရဲ့ diet ပြီးရင်ကိုယ့်ရဲ့ lifestyle ကိုယ့်ရဲ့ exercise အစားရှိသဖြင့်ဒါတွေအားလုံးကျွန်တော်တို့ကတေချာ manage လုပ်ပြီးကျွန်တော်တို့ကပြောင်းလဲမှသာလျင်ဟလာဒါတကယ်ကိုကောင်းမွန်တဲ့ရလဒ်တွေထွက်တာပေါ့နော်ဆိုတော့ဒါကပြောရတာတော့လွယ်တယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့အာကျွန်တော်တို့ program ဒီမှာဆိုရင်လေခုနပြောလိုပဲ lunar တွေရဲ့ဒီ compliance ခေါ်တာပေါ့နော် lunar client တွေရဲ့ ဒီဇိုင်းမမတ်လုံနိုင်မှုပေါ်မှာမူတည်ပြီးအဖြေရထွက်တယ်အဲ့တော့အတခါလေးကျရင်ကျွန်တော်ဒါ nutrition specialist တွေအနေနဲ့ကြတော့ဟိုဘယ်လိုမလဲအချို့ရလက်မထွက်တဲ့ client တွေရှိတတ်ဘူးလေအဲ့တော့ပြောချင်တာကတော့ဆရာဝန်တယောက်တည်းပေါ်မှာမူတည်ဘူးเนาะကိုဒီ client တွေရဲ့ဟလာဒီကိုဘယ်လိုမလဲကို target ထားတဲ့ပုံမှာ line နာနိုင်မှု line ပြီးတော့ပူပေါင်းဆောင်ရွက်နိုင်မှုပုံမှာမူတည်ပြီးတော့သူတို့ရဲ့ရလက်တွေကကောင်းတယ်ဆိုရဲဆိုတာအဲ့ပုံမှာမူတည်တယ် ဆိုတော့အော်မိတ်ဆွေတို့အနေနဲ့လည်းကိုကတကယ်ကျမ်းမာတဲ့လူမှုဘဝเนาะ quality of life တစ်ခုကိုလိုချင်တယ်အဲ့ဒါဒီစီဂျိုယောဂအင်းနဲ့လည်းဒါတေးရပါအသက်မရှင်ခြင်းမူเนาะအာဒီစီဂျိုယောဂအယူတစ်တလုံးကိုကဒါဒီယောဂအင်းနဲ့တွားပြီးစေးလေးပဲတောက်ပြီးတော့မနေခြင်းမူတကယ် quality ပြပြဘဝနဲ့ဘဝကိုကောင်းကောင်းနေခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတာနဲ့ကိုယ့်ရဲ့ lifestyle ကို ပြောင်းဖို့စဉ်းစားသင့်ပါပြီ အဲ့တော့အဲ့ဒီအတွက်ဆိုရင်လည်းကျွန်တော်တို့အနေနဲ့ကူညီဖို့အစဉ်နဲ့ရှိပါတယ်။အားလုံးကျေးဇူးများတက်ပါတယ်။ကျွန်တော်တို့ဒေါက်တာအောက်ကမင်းမှာ nutrition specialist နဲ့ wellness coach ပါ။နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်။